Coventry University ရဲ့ Student Honors Review အားလုံးပဲမင်္ဂလာပါ Vlog ပိုင်းထဲ page ကနေပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ vlog လေးမှာတော့ကျွန်တော်အခုလက်ရှိ MSc တက်နေတဲ့ Coventry University အကြောင်းကို Honors Review လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ကိုက UK မှာကြောင်းထက်ဖို့အစီအစဉ်ရှိတယ်ဆိုလို့ရှိရင်တော့အခု vlog ကလေးကိုစုံနေတိကြည့်ဖို့အတွက်အကြံပြုချင်ပါတယ်။အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ campus ကြောင်းပြောကြရအောင်။ Coventry University က major တွေလည်းအများကြီးရှိတယ်လို့ building တွေလည်းအများကြီးရှိတဲ့အတွက်ကြောင့်မို့လို့သူကတော်တော်လေးကိုကြဲကြဲဝန်းဝန်းရှိပါတယ်။ နေရာတိုင်းမှာလည်းចောင်းသားတွေကြီးပဲဆိုတော့ကျွန်တော်တို့ဒါဒီ CV1 area ဆိုလို့ရှိရင်ចောင်းသားတွေရဲ့မြို့တော်လို့တော့မှကျွန်တော်ပြောလို့ရပါတယ်။ကျွန်တော်တို့ကဒါ Coventry University မှာဆိုလို့ရှိရင် modern ဖြစ်တဲ့ပေါ့နော်။ building တွေအများကြီးရှိတယ်။အာအရန်လှတဲ့ building တွေလည်းအများကြီးရှိတယ်။ဒါပေမဲ့ဒါတော့ကျွန်တော်အခုသင်နေရတဲ့ geography တွေမဖြစ်ပါဘူး။သူကနေသူတော့ building လေးကမစိုးဘူးပေါ့နော်အာ accessory တွေပါအကုန်ရှိတယ်အကုန်အဆင်ပြေတယ်ဒါပေမဲ့ Coventry University တခုလုံးမှဆိုရင် ဒီကောင်က anti ဖြစ်ဆုံးပေါ့နော်ရှေးကြဆုံးအသေးဆုံး building ဖြစ်ပါတယ်ဒါတော့တဟပ်ပဲဖြစ်ပါတယ်။ဒါသူက solution တော့ဒါ student တွေအတွက် building တစ်ခုပေါ့နော်။ canteen ကလည်းဒီထဲမှာပဲရှိတာပါ။ကျောင်းသားတစ်တွေကိုကြိုးစိုးနေရတဲ့နဲ့သူတို့မုတ်တွေအများကြီးကျွေးနေတယ်။ကျွန်တော်တို့တော့ကြာတော့မကျွေးဘူးတိလား။အခုမှလာတဲ့လူတွေကြာပြီးကျွေးတယ်။ဒါတော့ဖူးကောင်ပဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်အတွက်ဆိုရင်တော့ canteen ကအစားအစာတွေကလုံးဝမကောင်းပါဘူး။မကောင်းဆိုတာကျွန်တော်တို့လူမြန်မာပါးစပ်နဲ့မကိုက်ဘူးလို့ပြောချင်တာပါ။ ။တရားလူတွေအတွက်ကတော့အဆင်ပြေပုံရပါတယ်။မြင်းတဲ့တိုင်းပဲလူတွေကတော့အများကြီးပဲ။ရွေးချယ်စရာဆိုင်တွေလည်းစုံစုံလင်လင်တော့ရှိပါတယ်။အများအပြားတော့အိန္ဒိယဆိုင်လေးတွေများပါတယ်။ဒီမှာဆိုလို့ရှိရင်အတန်းနားတဲ့ချိန်ဒီမှာတငယ်ချင်းတွေနဲ့စားအတူတူလောက်ဖို့ဖြစ်ဖြစ်စကားပြောကြဖို့ဖြစ်ဖြစ်ထိုင်လို့ရတဲ့နေရာလေးတွေလောက်ထားပေးပါတယ်။အဲ့ဒါပြင်ကုန်မှာတီးတမောအိတ်ချင်လည်းဒီလိုနေရာလေးတွေမှာအိတ်လို့ရပါတယ်။ဒါကတော့ student union ရဲ့ရုံးငန်းပဲဖြစ်ပါတယ်။ သူတို့မှာ activities တွေရှိလို့ရှင်ဒီလိုပုံလေးတွေမှာရေးပြီးတော့ကြော်ညာပေးပါတယ်အဓိကအားဖြင့်တော့ကိုကဒီကိုရောက်ခါစမှာတငယ်ချင်းတွေများများရချင်တယ်ဆိုရင်သူတို့ရဲ့ activities တွေ party တွေကို join ပြီးတော့ networking ရှာလို့ရရပေါ့နော်ရေးစားလိုချင်နေတဲ့ FA တွေအတွက်တော့တည်င်းကောင်းပေါ့ဗျာအဖြူလေးတွေရှာပြီးတော့ တွေးကြပေါ့ဟဲ့ဟဲ့ကျွန်တော်ဒီ information center ကလည်းတစ်ဟပ်ထဲမှာပဲရှိတာပေါ့နော်ကိုကဒီကိုအခုမှရောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုသိကျင်တဲ့အရာတွေအများကြီးရှိတယ်ဆိုလို့ရှိရင်ဒီမှာလာပြီးတော့မေးလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့အဆင်မပြေဆုံးနေရာကိုပြောပါဆိုရင်တော့ဒီနေရာပါပဲဒီကအာတယောက်ကပေါ့နော်တော်တော်လေးကိုမာပြီးတော့ကိုမေးတဲ့မေးခွန်းလည်းသူမဖြေချင်ဘူးပေါ့ဗျာအဲ့လိုမျိုးရှိတယ်ဒါပေမဲ့ကျွန်တော် student union ကို report လုပ်ထားတာဆိုတော့လေအဆင်ပြေသွားတော့ပါပြီဒါတော့ head and well being center ပဲဖြစ်ပါတယ် ကိုကဒီကိုရောက်ခါစားမှာယာတိဥဒုမတူကာချာရီမတူတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့နေမကောင်းတာတွေပါနေဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာလို့ရှင်လေသူက university ထဲမှာဒင်ကိုပဲဒီစေကန်းရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လုံးဝ convenient ဖြစ်တယ် အာပို့ပြီးတော့လွဲကူတယ်ပေါ့ဗျာဒါအပြင်လည်းကျွန်တော်ခုနပြောခဲ့သလိုပဲကျွန်တော်တို့ကသူများနိုင်ငံကိုရောက်လာတဲ့အခါမှာကျွန်တော်တို့ culture တွေမတူရာသီဥတုတွေမတူဘူးနေထိုင်စားသောက်မှုပုံစံတွေဘာမှမတူတဲ့အခါမှာကျွန်တော်တို့ကအိမ်ကိုလွမ်းတာတွေစိတ်တက်ကြတာတွေဖြစ်လာတတ်ပါတယ်ဒီနိုင်ငံမှာကအဲ့လိုမျိုးဖြစ်တာကိုကျွန်တော်တို့ဒါ mental health issue လို့သူတို့ကသတ်မှတ်ပါတယ်အဲ့ဒါတော့လေဒီထဲမှာသူက department တီးတန့်နေပေါ့နော်အာလုတ်ထားပြီးတော့ရှိပါတယ်ကိုအနေနဲ့အထီးကျန်တာစိတ်တက်ကြတာဒီလိုမျိုးတွေဖြစ်လာလို့ရှိရင်ဒီ mental health မှာဝင်ပြီးတော့ အာ service ယူလို့ရပါတယ်ကျွန်တော်အဲ့ service ကိုတစ်ခါမှမယူဘူးဗျဘာဖြစ်လို့ဆိုတော့ဒီနေ့ကအာကောင်မလေးကအနားမှာရှိတာဆိုတော့ကျွန်တော်အတွက်အဲ့ဒါကြီးမလို့တော့ဘူးဗျအဲရီးစားလည်းမရှိ FA အာရောက်လာကစားလူတွေတော်တော်လူမဲ့အာ department ဖြစ်ပါတယ်အဲ့တော့အဲ့ service ကိုလည်းတုံးကြပါလို့အခုကျွန်တော်နောက်မှာရှိတဲ့ William Morris ဆိုတဲ့ဘေးရင်ထဲမှာတော့သူက student success coach ဆိုတဲ့အာ service ရှိတယ်ပေါ့နော် သူတို့ကကိုယ့်ရဲ့တငယ်ချင်းတွေလိုမျိုးပေါ့နော်အဆအဆအရာရာတိုင်ပင်လို့ရတယ်။အာကိုသွားချင်တဲ့နေရာတွေဥမာဘယ်နေရာလေးတွေသွားလေလို့ကောင်းလဲဥမာကိုစားချင်တဲ့အဆအဆတွေဘယ်လိုနေရာမှာဝယ်လို့ရလဲဘယ်မှာရှိလဲအဲ့တော့မျိုးအသေးလေးတွေကစပြီးတော့ဒီ time management တွေဒီ english practice တွေနဲ့ပတ်သက်ပြီးတော့သူတို့အများကြီးကိုညီပေးပါတယ်။ တော်တော်လေးလက်သဘောကောင်းကြတယ်ဗျကျွန်တော်ဒီ conventry မှာဆိုလို့ရှိရင်ဒီ student success coach service ကိုအကြိုက်ဆုံးပဲအဲ့ဒါအပြင် through မှာဆိုလို့ရှိရင်ဒါ talent team ဆိုတာလည်းရှိတယ်အဲ့ team ကကိုယ့်ရဲ့ဒီ CV အာပြင်တာကနေစပြီးတော့ဗောနော part time job ရှာတဲ့နေရာမှာတွေတောင်းပြီးသွားလို့ရှိရင်လည်းအာဘယ်လိုမျိုးအာ career opportunity တွေရနိုင်လဲဒါတွေအထူးကိုသူတို့ကအာကူညီပေးပါတယ်ဒါပေမဲ့ UK ရဲ့ job market ကလေအခုနောက်ပိုင်းဆိုလို့ရှိရင်တော်တော်လေးကိုသူက competitive ဖြစ်နေပြီ အရင်လဲဒီမှာကအာဘယ်လိုပြောမလဲတက္ကသိုလ်တွေကနေပြီးတော့အွန်လိုင်းတဲ့ကျောင်းသားတွေကအများကြီးပဲအဲ့ဒီလူတွေအများကြီးတော့လုံလောက်တဲ့အလုပ်အကင်မရှိတော့ဘူးပေါ့နော်အခုနောက်ပိုင်းဆိုလို့ရှိရင် UK ကအရင်တုန်းကလိုမျိုးခက်မကောင်းတော့ဘူးအဲ့တော့ဒီဘယ်လိုပြောမလဲ part time job ရဖို့တွေကျောင်းပြီးတော့အလုပ်ဆက်ရဖို့တွေကအာဘယ်လိုပြောမလဲလုံးဝမရနိုင်တာတော့မဟုတ်ပေမဲ့တော်တော်လေးတော့ခက်ခဲလာပါတယ်ကျောင်းသားတွေအတွက်ဆိုလို့ရှိရင်အဲ့တော့ဒီအလုပ်ရဖို့ကတော့ကိုယ့်ရဲ့ talent တွေကိုယ့်ရဲ့ networking တွေကိုယ့်ရဲ့ဒီ luck တွေပေါ့နော်ကံကောင်းမှုတွေပေါ့အများကြီးမူတည်ပါတယ် အဲ့တော့ဒါကတော့ Coventry University ရဲ့ library ပဲဖြစ်ပါတယ်။အဲ့တော့အလုံးတွေးကြတဲ့အတိုင်းပဲ library ဆိုတဲ့လုံးဝအကြီးပဲအထက်မှာလည်းကို access လုပ်လို့ရတဲ့အရာတွေအများကြီးရှိတယ်ပေါ့နော်။သွားကြည့်ကြရအောင်။အဲ့တော့အများအဖြစ်ဒီ Coventry University ကကျောင်းသားတွေကစာလုပ်တဲ့အခါကျလို့ရှိရင်ဒီ library မှာလာပြီးတော့လုပ်ကြတာများပါတယ်။ library မှာဆိုလို့ရှိရင်တော့ quiet area လိုမျိုးစာအေးအေးထိုင်လုပ်လို့ရတဲ့နေရာတွေလည်းရှိတယ်လို့မျိုး third floor မှာဆိုရင်လည်းဒါ creative area ပေါ့နော်။ ဲ့ဒီနေရာမှာဆိုလို့ရှိရင်ကိုကကြိုက်သလောက် all hit ပြီးတော့ကြိုက်သလောက်စကားတွေပြောပြီးတော့ဒီ group work တွေလုပ်လို့ရတယ် team work တွေလုပ်လို့ရတယ် creative ဖြစ်တဲ့အရာတွေလုပ်လို့ရတယ်အဲ့တော့ចောင်းသားတယောက်အနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့စာလုပ်တဲ့အခါကျလို့ရှိရင်ဒီ library ကတော်တော်လေးကိုကောင်းတဲ့နေရာတစ်ခုဖြစ်တယ်ပေါ့နော်တချို့ဆိုလို့ရှိရင်ဒါ three accommodation ခန်းလေးတွေအခြေအနေအခါကျတော့တို့ကဒီ library မှာပဲည7နာရီလောက်ထိဥစားထိုင်လုပ်တဲ့ចောင်းသားတွေလည်းရှိပါတယ်အဲ့ဒါအပြင်မှာဒီ ground floor မှာလည်း coffee sign ရှိရတဲ့အတွက်တော်တော်လေးကိုအဆင်ပြေပါတယ်အဲ့ဒီက hot chocolate နဲ့ croissant 嗯 croissant ဆိုလို့ရှိရင်တော်တော်လေးကိုကောင်းပါတယ်ကျွန်တော်တော်တော်ကြိုက်ပါတယ်ချာ student assessor ရတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါကိုက bank account တွေပါတွေဖွင့်မှာဆိုလို့ရှိရင်ဒီစာရွက်တွေပါတွေ print ထုတ်ရတာမျိုးတွေရှိတယ်အဲ့တော့ဒီမှာ printer တွေသူတို့ထားထားပေးတယ်နောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်ဒါသင်ချာဌာနပေါ့နော်သင်ချာဌာနတွေရှိရဲနောက်ပြီးတော့ကိုက english writing တိတ်မြောက်ဆိုလဲဒီမှာ writing နဲ့ပတ်သက်ပြီးတော့ sporting လုပ်ပေးတဲ့ဌာနတွေရှိရဲနောက်ပြီးတော့ academic writing နဲ့ပတ်သက်ပြီးတော့ကိုက တေချာမသိဘူးတေချာနားမလည်ဘူးဆိုလို့ရှိရင်လည်းဒီမှာ academic writing ဌာနတွေရှိတယ်သူတို့အားလုံးက free ပေါ့နော်ကို support လုပ်ပေးကြပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီ campus အကြောင်းကိုခြုံငုံပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ student life အပြည့်ရတယ်ကျွန်တော်က chill ဖြစ်တယ်အရာရာကလည်းပတ်ဝန်းကျင်ကလည်း supportive environment ဖြစ်တယ်ပေါ့နော်အဲ့တော့စာလုံးလို့လည်းတော်တော်လေးကောင်းပါတယ် ကျွန်တော်ကတော့ဒီ conventry မှာ student lifestyle ကိုတော်တော်လေးသဘောကျပါတယ်။အဲ့တော့ကျွန်တော်တို့ teaching style နဲ့ quality အကြောင်းကိုဆက်ပြောကြရအောင်။ကျွန်တော်ကအခုလက်ရှိမှာဆိုလို့ရှင်ဒါဒုတိယ semester ကိုရောက်ပြီပေါ့နော်။ကျွန်တော်ယူထားတဲ့ MSc Digital Marketing Management မှာဆိုလို့ရှင်သူက semester တစ်ခုကို module 4ခုထိပါတာဖြစ်တဲ့အတွက်တပတ်ကို4ရက်ထိကျောင်းတက်ရပါတယ်။တချို့ရက်တွေမှာဆိုလို့ရှင်6နာရီလောက်တက်ရပြီးတော့တချို့ရက်တွေမှာဆိုရင်6နာရီလောက်ထိတက်ရပါတယ်။စားတော့တော်တော်လေးကိုသင်နေကျောင်းပါဗျာ။အဲ့တော့ ဒီစာအရန်တင်တာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကောင်းတဲ့အချက်နဲ့မကောင်းတဲ့အချက်ဆိုပြီးတော့နှစ်မျိုးဖြစ်သွားပါတယ်ကောင်းတဲ့အချက်ကတော့ဒါစာရီအများကြီးတင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကပညာတွေပိုရတယ်ကျွန်တော်တို့ပေးလိုက်တဲ့ပတ်စံနဲ့အာပြောရမယ်ဆိုလို့ရှိရင်တန်နေပေါ့နော်မကောင်းတဲ့အချက်နေနဲ့တော့ဒါကျွန်တော်တို့ teaching hour တွေကအရန်များလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျောင်းသားတွေအနေနဲ့တော်တော်လေးအာပင်ပန်းလာနိုင်ပါတယ်နောက်တစ်ခုကကိုကပတ်တိုင်းလုပ်ဖို့အစီအစဉ်ရှိတဲ့လူဆိုလို့ရှိရင်အလုံးနဲ့အများကြီးပေါ့နော်တော်တော်လေးကိုနှိယူရတဲ့အခြေအနေတွေဖြစ်လာပါတယ် နောက်ထပ်ပြဿနာတစ်ခုအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က personal time တော်တော်ကိုနှဲသွားပါတယ်။အနားယူရဲ့အချိန်တွေနှဲသွားတာပေါ့နော်။ကိုကပတ်တိုင်းလဲလုပ်မယ်၊ကြောင်းလဲတက်မယ်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ဝင်ကပို့ပြီးတော့ပြီလာနိုင်ပါတယ်။အခုလက်ရှိအချိန်ထိဆိုရင်ပေါ့နော်ကျွန်တော် lecturer 9ယောက်တိတွေ့ပြီးသွားပြီ။9ယောက်မှာ9ယောက်ကိုတော့ကျွန်တော်တော်တော်လေးကိုသဘောကျရတယ်ဗျ။သူတို့သင်တဲ့ quality ကတော်တော်လေးကိုကောင်းတယ်။အဲ2ယောက်ကတော့ဒါ average ပေါ့နော်။အရန်အကောင်းကြီးလည်းမဟုတ်တယ်လို့အရန်ဆိုးကြီးလည်းမဟုတ်ဘူးဗျ။အဲ့တော့ personally ကျွန်တော်ကိုကျွန်တော်ပညာရေးတော်တော်ရလာပြီးတော့ပေါ့နော်။ဒီနှစ်မှာမနစ်ကထက်ပို့ပြီးတော့ improve ဖြစ်လာတယ်လို့ခံစားရပါတယ်။ ဲ့တော့နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အားလုံးအတွက်အရေးကြီးတဲ့ career opportunity Coventry ကတော့ဒါမြို့ငယ်လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ London တို့ Birmingham တို့လို့တော့ career opportunity အနေနဲ့ဆိုရင်တော့အရင်များတဲ့ထဲမှာတော့မပါပါဘူးဗျ။သူက Coventry မှာဆိုလို့ရှိရင် part time job အနေနဲ့ဆိုရင်လည်းအရင်ရှားပါတယ်။တချို့ဆိုလို့ရှိရင်ဒါအနီးနားမှာရှိတဲ့ Birmingham မြို့မှာတက်ပြီးတော့ part time လုပ်ရတဲ့သူတွေအထိရှိပါတယ်။ကဲအဲ့တော့ Coventry ကြောင်း review လေးကတော့ဒီလောက်ပါပဲဒီ vlog မှာဆိုလို့ရှိရင်ကျွန်တော်ပြောသွားတဲ့အကြောင်းအရာတော်တော်များများ Coventry ကောင်းတဲ့အကြောင်းတွေများနေတာဆိုတော့ အာဒီကောကွန်ဗန်ထရီကိုကြောင်းညာပေးနေရလားလို့ထင်ကောင်းထင်မှာပေါ့နော်ဒါပေမဲ့ကျွန်တော်အမှတ်ခံနိုင်တာကကျွန်တော်ဒီနေ့ပြောသွားတဲ့အရာအလုံးစီကျွန်တော်ရဲ့ honest review ဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဘလို့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့သိချင်တာမျိုးတွေရှိသေးလဲ comment မှာဝင်ရောက်မှတ်ချက်ပေးသွားကြပါအဆုံးထိကြည့်ပေးကြလို့အားလုံးကျေးဇူးများကြီးတင်ပါတယ် see you in the next video